ရှိခင်းရဲ့ရုပ်တံတွေကနေပြန်လဲကြိုဆိုပြစေဒီတစ်ပတ်တည်းနဲ့ဒီမှာဆူဆူတင်ဆက်ပေးသွားပါမယ် တရားမမှန်ကအမျိုးသားတူမိုင်းကိုလက်နဲ့ပြီးပြီးလို့ပွဲချင်းပြီးတင်ဆောင်ပါခဲ့ပါတယ်။နောင်ချုံမြင့်နယ်ကစစ်ချောင်းမျိုးသားတူကိုစစ်ကောင်စီတပ်ရဲ့စနိုက်ပါတမားကပြစ်ခတ်ခဲ့လို့တင်ဆောင်ပါခဲ့ပါတယ်။လာရှုံမျိုးကဖုန်းပေါင်းဆောင်တစ်ခုမှာအုပ်စုလိုက်တများတိုက်ခံခဲ့ရလို့ဖုန်းနဲ့အရှိတွေပါသွားခဲ့ပါတယ်။ဒီကိစ္စအပြင်တခြားတရင်မျိုးလည်းကြားမှာပါ။ပြောမြန်မာနေဆက်မူဆယ်မျိုးမှာကင်းဆောင်ရဲတပ်သားတို့ကဆိုင်ကယ်ဖုန်းနဲ့ငွေတွေလူရခံရကြောင်းမူဆယ်ဒေသခံတို့ကပြောပါရယ် ဒီကရက်မေလာစကူရဲ့နေ့လယ်နာရီဝင်ကျင်ကအမှုဆွေမျိုးစင်ဖြူရဲကင်းကလေးရေစခန်းကိုပြလာချင်းရွှေသမင်ကုန်းအတက်မှာအတက်20ဝင်ကျင်ရွယ်လူငယ်မျိုးတိုက်တူကလူရက်သွားခဲ့တာဖြစ်ပါတယ်မေလာ17ရက်တုန်းကလည်းဟိုနာရက်ကွက်မင်းထိတ်ခေါင်လက်ဖက်ရည်ဆိုင်နောက်ကျောမှာနေထိုင်တဲ့မင်းကလေးတူလည်းပြန်ပေးဆွဲခံခဲ့ရပြီးတိန့်တထောင်နဲ့ပြန်ရွေးခဲ့ရတဲ့ဖြစ်စဉ်လည်းဖြစ်ပွားခဲ့ပါတယ်ပြန်ပေးဆွဲခဲ့တဲ့အဖွဲ့ဟာ P2C uniform တွေကိုဝတ်ဆင်ထားပြီးမဲ့ဘယ်အဖွဲ့ကဆိုရင်တရားခဲ့ပါဘူး ူဆယ်မြို့မှာအလားတူပြည်ရမှုတွေနေ့စဉ်ဖြစ်ပွားနေပြီးတရားခံကတော့ဖမ်းဆီးအရေးယူနိုင်တာမရှိခဲ့ပါဘူး။တို့များမြန်ကွန်စစ်စီရဲ့အတွင်ပြည့်စည်သွားတဲ့ကိုကန်တန် MNDAA ထင်းချုပ်ထားတဲ့ကွန်းလုံချင်းရွှေဟော်မှုဆက်တွေ့ထားတဲ့ကွန်းလုံတရာဟောင်းကိုပြန်လည်ပြုပြင်ပြီးမေလ9ရက်ကစပြီးတော့ကာတီးတွေစတင်ဖြတ်တန်းသွားလာပြီးပြုနေပြီဖြစ်ကြောင်းဒေသခံတွေရဲ့ပြောပြချက်အရတီးရပါတယ် ကွလုံမြို့ပါဝင်နှစ်ပေါင်း60ကျော်တက်တန်းရှိတဲ့ကွလုံတရားဟောင်းကို MNDAA ကပြီးခဲ့တဲ့တိတ်တုံညာနှစ်ခုစစ်စစ်ပြမလိုက်မှာတိုက်ခိုက်သိမ်းပိုင်နိုင်ခဲ့တာပဲဖြစ်ပါတယ်စစ်ကောင်စီတပ်ပြန်အုပ်ချုပ်နေတဲ့ရှမ်းမြောင်လာရှူမြို့ရပ်ကွက်ခွင်ရှိဖုံးအပေါင်းဆိုင်တခုမှာအုပ်စုလိုက်ဓညာတိုက်မှုထပ်ဖြစ်ခဲ့ပြီးဖုံးလုံး90နဲ့ရွှေငါချက်တာပါသွားခဲ့တယ်လို့ဓညာတိုက်ခံခဲ့ရတဲ့မိသားစုတွေတို့ရဲ့ပြောပြချက်အရတရားပါတယ် ဒီကိရမီလာ၁၉ရက်နေ့လယ်၄နာရီဝန်းကျင်မှာခရောင်ကစီလာတဲ့အမျိုးသား၈ဦးကရပ်ွက်ခွန်ရှိဖုန်းပေါင်ဆိုင်ထဲဝင်လာပြီးတနက်နေ့ချိန်ပြီးတော့ဖုန်းရွှေနဲ့လက်စွပ်တွေယူလာခဲ့တာဖြစ်ပါတယ်။သူများတိုက်သွားသူတွေဟာအမျိုးသားတွေဖြစ်ပြီးအသက်၃၀ဝန်းကျင်ဖြစ်တယ်လို့သူကဆက်ပြောပါတယ်။ ပြီးခဲ့တဲ့မေလ7ရက်မှာလည်းလာရှုံမြို့မန်စုကျောင်းနီးဆိုင်ကယ်မောင်းနေတဲ့အမျိုးသမီးတအုပ်ကိုတနတ်ထောက်ပြီးဓမြတိုက်ခဲ့တဲ့ဖြစ်စဉ်ဖြစ်ပွားခဲ့ပါတယ်။လာရှုံမြို့ကိုစစ်ကောင်စီတပ်ဝင်ရောက်ပြီးတဲ့နောက်ဧပြီလ20ရက်ကနေမေလ7ရက်အထိဓမြတိုက်မှုတာခုံမှုလူရဲမှု15ကြိမ်ထပ်မံဖြစ်ပွားခဲ့ပါတယ်။ TNL နဲ့စစ်ကောင်စီတပ်တို့တိုက်ပွဲဖြစ်ပွားနေတဲ့နောင်ချုံမြို့နယ်မှာစစ်ကောင်စီတပ်ရဲစနိုက်ပါတမားရဲ့ပြစ်ခတ်မှုကြောင့်စစ်ဆောင်မျိုးသားတို့တိုက်ဆုံခဲ့တယ်လို့ TNL ရဲ့ထုတ်ပြန်ချက်အရတရားပါတယ်။ မေလ18ရက်မနက်၈နာရီခန့်မှာအုံတီရွာရှိစစ်ရှောက်စခန်းမှာနေထိုင်တဲ့အသက်29နှစ်အရွယ်ဦးအိုင်လိုင်ကိုစစ်တပ်ရဲ့စနိုက်ပါတမားကချောင်းမြောင်းပစ်ခတ်ခဲ့လို့ပွဲချင်းပြီးတင်ဆောင်သွားခဲ့တာဖြစ်ပါတယ်။ဒီရက်ပိုင်းအတွင်းနောင်ချူမြို့နယ်မှာစစ်ကောင်စီတပ်နဲ့ထင်တယ်လို့တိုက်ပွဲဖြစ်ပွားတာရှိတော့ပေမဲ့အုံတီတောင်ခန့်နဲ့နောင်လီရွာတွေကိုစစ်ကောင်စီတပ်ဖက်ကလက်နက်ကြီးနဲ့ drone အုံပြုပြီးပစ်ခတ်တိုက်ခဲ့တာတွေပြုလုပ်နေတဲ့အပြင်လေကြောင်းနဲ့ပါပစ်ခတ်တိုက်ခိုက်နေပါတယ်။ ဒီကနေ့မေလ14ရက်မှာလည်းထရိုင်ထင်းချုပ်ထားတဲ့ရှမ်းမြောင်မောင်ချုံမြို့နယ်30ရွာကိုလေကြောင်းနဲ့တိုက်ခိုက်ခဲ့လို့9ဦးဒဏ်ရာရခဲ့ပါတယ်။ ောက်ကူညီနဲ့စစ်ကောင်စီပြန်လည်ထိန်းချုပ်လိုက်တဲ့ရှမ်းမြောက်လာရှုံမြို့မှာလူဝင်မှုကြီးကြပ်ရေးလာဝကကိုစစ်ကောင်စီကမေလ16ရက်မှာပြန်လည်ခွင့်ပြုဖြစ်ကြောင်းဒေသခံတွေကတည်ရပါတယ်။ဒါ့အပြင်လာမယ့်မေလ25ရက်ကစပြီးလာရှုံမြို့ထဲကျောင်းအပ်လက်ခံပြီးတော့ဇွန်လ1ရက်မှာစတင်ကျောင်းခွင့်ပြုဖို့ပြင်ဆင်နေပါတယ်။ တရုတ်ကူညီနဲ့စစ်ကောင်စီဟာလာရှိုးမျိုးထဲဝင်လာပြီးတဲ့နောက်လာရှိုးပြည်သူစီရုံအပါအဝင်စီပင်လုပ်ငန်းလာရှိုးလေးစိတ်လောကယုံစတာကိုပြန်ဖွင့်ပြီးတော့ရက်ွက်အုပ်ချုပ်ရေးမှူးဟောင်းတွေကိုလည်းခေါ်ယူတာအစီအစဉ်ပြုလုပ်ခဲ့ကြောင်းဒေတာခန့်လေးစီကတီးရပါတယ်။ ခဲ့တဲ့မေလ15ရက်မနက်7:00နာရီချိန်မှာမိုင်းကိုလက်နဲ့ဖိမိလို့ပောက်ကွယ်မှုဖြစ်ပြီး105မိုင်ကကျွေးကြောင်းနေတဲ့အသက်42နှစ်အရွယ်ဦးမန်ဘဟာဒူးဆိုသူအမျိုးသားတူတည်ဆုံခဲ့တယ်လို့ဒေတာခန်တူကပြောပါတယ်။မိုင်းပောက်ကွယ်မှုကြောင့်ဦးမန်ဘဟာဒူးရဲ့ညာဘက်လက်ပြတ်ထွက်တာနဲ့သူ့ရဲ့မျက်နှာမှာလည်းမိုင်းစထိမှန်ပြီးတည်ဆုံသွားခဲ့တာဖြစ်ပါတယ်။ ရှင်ပြားပြုစုထားတဲ့စီရင်ကရလမ်ဆန်ကြောင်းလင်းဒီပေါ်မူမိတ်စတဲ့ပြုနယ်မှာဇန်နဝါရီလကနေဧပြီလအထိမြေမြုပ်ပိုင်းနဲ့ဆစ်လက်နဲ့အကျဉ်းချံကြောင့်ကလေးအပါဝင်အရက်တာ15ဦးတိစုံပြီး29ဦးထိခိုက်ဒဏ်ရာရခဲ့ပါတယ်။တတင်းတွေကိုဒီမှာပဲရန်နာခွင့်ပြုပါနောက်တစ်ပတ်မှလည်းပြန်လည်ဆုံတွေ့ဖို့ပြောလည်နေပါတယ်ရှင်။